ဟယ်လိုအားလုံးပဲမိင်္ဂလာပါဖိုးမန်ချန်ကနေကြိုဆိုပါရစေဆိုတော့ပရီးမီးယားလိဂ်ကလပ်အသင်း3အသင်းကတော့လက်ရှိဒါဘရန်ဖတ်အသင်းရဲ့တိုက်စစ်ကစားမပြီးသူရှူကိုအဂီတီကီကိုအရခေါ်ဖို့အတွက်လက်ရှိစိတ်ဝင်စားကြိုးပမ်းလာပြီးဖြစ်ပြီးတော့ကျွန်တော်တို့ကစုံစမ်းမှုတွေစတင်ပြုလုပ်လာပြီးဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆိုတော့ Chelsea အသင်းရဲ့ဘက်ကလည်း Liam Delap ကိုခေါ်ပြီးပြီဆိုပေမဲ့လည်းကျွန်တော်တို့အဂီတီကီကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေတယ်လွန်ခဲ့တဲ့တစ်ပတ်ကလည်းဆက်သွယ်မှုတွေပြုလုပ်ထားတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ် လီဗာပူးအသင်းရဲ့ဘက်ကလည်းကျွန်တော်တို့အနေနဲ့ဒီ IKDG နဲ့ပတ်သက်လို့ပေါ့နော်အကယ်လို့များဒါဝင်နူးနက်စ်ကိုသာလက်လွတ်ခဲ့ရမယ်ဆိုရင်အရခေါ်ဖို့အတွက်ကြိုးပမ်းလာဖို့ရှိတယ်ပေါ့ဒါအပြင်မန်ချက်စတာယူနိုက်တက်ကလည်းဗီတာဂူကရက်စ်တို့ဗီတာအိုစီမန်တို့အပြင်နောက်ထပ်ကျွန်တော်တို့သာရွေးချယ်စရာပြစ်မှတ်တစ်ခုအနေနဲ့ဒီတိုက်စစ်မှုဖြစ်သူယူဂိုအက်ဂီတီဂီကိုကျွန်တော်တို့သာစိတ်ဝင်စားနေပြီးတော့ဖရန်ဖတ်တန်လွန်ခဲ့တဲ့နှစ်ရက်ကဆက်သွယ်မှုတွေလုပ်ခဲ့တယ်ဆိုတော့ဖရန်ဖတ်ရဲ့ဘက်ကတော့ ဒီကစားမဖြစ်သူနဲ့ပတ်သက်လို့ပြောင်းရွှေ့ကြီးယူရိုသန်း100အထိလိုချင်နေတယ်ဆိုပြီးတော့တုံ့ပြန်ခဲ့ကြအောင်ကျွန်တော်တို့သိရတယ်ဒါဖက်ဘရီဇိုရိုမန်နိုရဲ့ဘက်ကကျွန်တော်တို့ပြောထားတာဆိုတော့22နှစ်နှစ်ပဲကျွန်တော်တို့ရှိသေးတယ်22နှစ်ပဲရှိသေးတယ်ဖရန်ဖတ်နဲ့လည်း2029ခုနှစ်ထက်တက်တန်းရှိတဲ့စာချုပ်ကိုပိုင်ဆိုင်ထားတယ် ဆိုတော့ဒီကစားမဖြစ်သူရဲ့အပြောင်းရွှေ့ကဒီနွေရာဒီပြောင်းရွှေ့မှာဖြစ်လာပါမလားပေါ့ဘယ်အသင်းကမှကျွန်တော်ပြောင်းရွှေ့သွားမလဲပေါ့နော်ပထမဆုံးအနေနဲ့နံပါတ်1 Chelsea အနေနဲ့ကျွန်တော်ကြည့်ရရင် Chelsea ဟာဒီအပြောင်းရွှေ့မှာဖြစ်နိုင်ခြေရှိတဲ့တဲ့မှာပါတယ်ဘာလို့လဲဆိုတော့ငွေကြေးအရတော်တော်ကိုတက်နိုင်တဲ့အသင်းဖြစ်နေလို့ပါဒါအပြင်တိုက်စစ်ပိုင်းမှာလည်းသူတို့က Liam Delap ကိုခေါ်ထားတယ်ဆိုပေမဲ့လည်းလို့ပေါ့နော်တိုက်စစ်ပိုင်းမှာလုံးဝအားရကျင်နေမှုမရှိသေးဘူးဆိုတော့သူတို့အနေနဲ့ထပ်ပြီးတော့ခေါ်ဖို့အတွက်ကြိုးပမ်းနိုင်စွမ်းကျွန်တော်ရှိသေးတယ် ဒါအပြင်တော့ဒါအပြင်ကျွန်တော်တို့ဒီနေဒီတိုက်စစ်ပိုင်းနေမှာကတို့ကဒီ Club World Cup ဒီကိုအခုလက်ရှိကမ်းရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့လာမယ့်ရာသီမှာလည်းဥရောပဝင်ခွင့်နေဘာတွေနဲ့ဆိုတော့တက်နေတဲ့များကစားသမားစင်းရင်မှာ လုံလုံလောက်လောက်ရှိဖို့လိုတယ်။ဒါအပြင် Left Wing နေရာမှာလည်းတို့လက်ရှိဂျာဂျီမီဂစ်တင်းစ်ကိုခေါ်ဖို့အချိန်ကြီးကောင်းနေတယ်ဆိုပေမဲ့ Sancho ကိုတို့မခေါ်တော့ဘူး။ပြီးလို့ရှိရင် ကျွန်တော်ပြယူကရိန်းတောင်ပိုင်းကစားမဖြစ်တဲ့မူဒရစ်ကလည်းသူတို့အဆင်ပြေတော့တဲ့နေရာမှာမပါဘူးဘွန်လက်ရှိ suspend ဖြစ်ထားတယ်ဆိုတော့တောင်ပိုင်းလည်းကစားနိုင်တယ်တိုက်စီမှုလည်းကစားနိုင်တယ်ဆိုတော့ AGTK ကို Chelsea ကလိုချင်နေတာဒါကြောင့်ကျွန်တော်တို့ Chelsea အတွက်လည်းဒီအပြောင်းအရွှေ့ကတကယ်ဖြစ်မြောက်အောင်လုပ်မယ်ဆိုလို့ရှိရင်တော့တော်တော်ကိုကောင်းမယ်တယ်မှာပါမယ်လို့ထင်တယ်ကျွန်တော်ဒီကစားမလေးကိုတော်တော်သဘောကျတယ်ဒီ personally ရပါတော့တော်တော်လေးသဘောကျတယ်တယ်မှာပါတယ် ိုအတင်းအတွက်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဒီကစားမားကအရင်ကြီးလမ်းပြန်ထွက်နေအောင်ကောင်းတာမျိုးတွေကျွန်တော်မဟုတ်ဘူးညာ twin go တွေဖန်တီးမှုတွေဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဘယ်လိုပြောမလဲတရားဒီကို twin go 20လောက်30လောက်ပါဝင်ပတ်သက်နေတဲ့ဟိဆိုတဲ့ပုံစံမျိုးလေးကျွန်တော်ဟုတ်မနေဘူးအမေဒီကစားမားရဲ့တိုးတက်နိုင်စွမ်းကတော်တော်ကိုအချင်းကြီးကောင်းတာအဲဆိုတော့ဟိုဒါကြောင့်လက်ရှိကျွန်တော်ကြည့်မယ်ဆိုရင် Chelsea ဘက်ကတော့ဗောနဒီကစားမားကိုခေါ်ဖို့အတွက်ဆိုရင်အချင်းကြီးကောင်းတဲ့နေရာမှာပါတယ်အဲ့တခုတော့ရှိတာပေါ့ဈေးနှုန်းရဆိုလို့ကျွန်တော်တော်တော်ကြီးကိုကြီးတယ် နော်တန်းတရယူရိုတန်း100ဆိုတာကတော်တော်ကိုများတဲ့တည်းမှာပါတယ်ဒီကစားမလေးရဲ့လက်ရှိအခြေအနေရဆိုရင်ချဲစီဘက်ကပြန်ပြန်တွေးမယ်ဆိုရင်လည်းပဲအဲသူတို့ခွန်နိုင်စွမ်းရှိတဲ့ကစားသမားတိုင်းမဲ့လို့သူတို့ impedance လိုအပ်တဲ့သူလားဆိုတော့လေအဲကျွန်တော်တော့မထင်ဘူးဘာကြောင့်လဲဆိုတော့တိုက်စစ်မှာဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲတော့ နီကလက်ဂျက်ဆင်ကျွန်တော်ရှိမယ်ဗျာအခုလက်ရှိ LMD လက်ကျွန်တော်ရှိမယ်ဗျာလက်ဖွင့်မှာဆိုပက်ထရစ်နီတို့ရှိမယ်ရိုင်ဝင်းမှာဆိုလို့ရှိရင်မာရိုကီတို့ပါလို့ကျွန်တော်ရှိမယ်ဂျီမီကီတင်းစ်တို့ပါလို့ရောက်လာလို့ရှိရင်အဆင်ပြေသွားမယ်ဆိုတော့ရရင်တော့ခေါ်ဖို့ကြိုးပမ်းတင်တယ်ဒါပေမဲ့တန်းတရာအထိပေးဝယ်ရလောက်အောင်အထိချဲစီမှာလိုနေတာမျိုးတော့ကျွန်တော်မဟုတ်ဘူးအဲ့တော့သူတို့ဘက်က front ဖက်ဘက်ကတကယ်ကိုတန်းတရာရရင်ရမရရင်မခေါ်မပေးဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာအ ချယ်ဆီဘက်ကရရင်တော့ကောင်းတယ်ဒါပေမဲ့လို့တန်းတရာဒီပေးဝေရလောက်အောင်ဒီချယ်ဆီအတွက်အရေးကြီးတဲ့ပလေယာလို့တော့ကျွန်တော်မထင်ဘူးပေါ့နော်နောက်နောက်တစ်သင်းကကျွန်တော်တို့ကလီဗာပူးပါလီဗာပူးသင်းကလက်ရှိ Florian Vies ကိုယူရိုတန်းတရာနဲ့90ဝန်းကျင်တဲ့ကိုခေါ်ရတယ်ပေါင်တန်းတရာအရင်ဆုံးပေါင်နေဆိုလို့ရှိရင်တော့ပေါင်တန်းတရာအရင်ဆုံးပေးမယ်ပြီးတာနဲ့ကျွန်တော်တို့ကတန်း20နီးပါး เนาะထက်ပြီးတော့ကျွန်တော်ဒါအပူစုကြီးပေးရမယ်ပေါ့ဗျာပေါင်နဲ့ဆိုလို့ရှိရင်တော့တန်120လောက်ကျွန်တော်ရှိတယ်ယူရိုနဲ့ဆိုလို့ရှိရင်တော့တန်150လောက်ထိကျွန်တော်ရှိသွားမှာဆိုတော့အဲ့မှာငွေသုံးပြီးသွားပြီဒါပေမဲ့လည်းလို့ပေါ့เนาะကျွန်တော်တို့ဒါဝင်နူးနက်စ်ကိုဒါလီဗာပူးသင်းကလက်လွတ်ရမယ်ဆိုရင်အဂီတီဂီကိုသူတို့ကကျိုးပန်းကျင်တာကျွန်တော်အမြင်ကတော့လီဗာပူးသင်းနေနဲ့အခုလက်ရှိတရင်ထွက်နေတဲ့ထားပါတော့ဗျာလီဗာပူးနဲ့တော့တရင်မထွက်ဘူးပေါ့เนาะဟိုဗီတာဂူခရက်စ်တို့ပြီးလို့ရှိရင်အိုစီမန်တို့ဒီလိုကစားမားတွေနဲ့ တို့ကစိတ်မဝင်စားဘူးဆိုတော့ IKD ကြီးကြတော့ကျွန်တော်အနေနဲ့လီဗာပူးနဲ့အံဝင်ခွင့်ကျဖြစ်နိုင်နေဆိုတော့တခြားအကြောင်းကျွန်တော်မဟုတ်ဘူးပြီးခဲ့တဲ့ရာသီလီဗာပူးတင်းချန်ပီယံဖြစ်ခဲ့တော့ကနော်ချန်ပီယံဖြစ်ခဲ့တော့ကကျွန်တော်အနေနဲ့ကစားသွားတဲ့အဓိကတိုက်စစ်မှုနေရာတွေမှာအများအားဖြင့်ပေါ့နော်ကိုရီကပ်ပူ sorry ဘာပါလဲဒီလူဝီဒီယက်ဒီလူဝီဒီယက်ကိုကျွန်တော်ထိတ်ထားပြီးတော့ကစားသွားတာဒီမှာကျွန်မကိုရီကပ်ပူရှိမယ်ပုံမှန်မိုဟာမက်ဆာလာရှိမယ်ပြောရင် center forward စစ်စစ်ကြီးထားပြီးတော့ကစားတာမျိုးမဟုတ်ဘဲနဲ့ တယောက်ချင်းကြော်ဖြတ်မှုတွေလည်းကောင်းတယ်ဘောလုံးပါစင်းလည်းလုံနိုင်တယ်ဂိုးလည်းကိုယ်တိုင်သွင်းနိုင်စွမ်းရှိတယ်ဆိုတော့နောက်ပြီးလို့ရှိရင် road trade လုပ်ပြီးတော့လည်းတုံးနိုင်တယ်တောင်မန်ဒီမှာအဲ့လိုကစားသမားမျိုးကိုကျွန်တော်ကစားသွားတာဆိုတော့အဲ့လိုလက်ရှိကစားသမားတွေ Hugo Ekitiki ပဲဒီကစားသမားကလက်ရှိကျွန်တော်အနေနဲ့442နဲ့ပေါ့နော် front ဖက်မှာသွားခဲ့တုန်းကတည်းကဟိုအိုမာမမိုးရှိတို့ဘာလို့ Manchester City မရောက်ခင်ကတည်းကနှစ်ယောက်တွဲကစားတာကအဲ့လိုပုံစံမျိုး center forward 66ကြီးတွေနဲ့ကစားတာမျိုးမဟုတ်ဘဲနဲ့သူတို့နှစ်ယောက်ကို center forward 66အဖြစ်ကော ပြီးလို့ရှိရင်ကျွန်တော်နံပါတ်10ရိုးတွေအဖြစ်ကောတောင်မန်ကစားမားတွေအဖြစ်ကောအခြေဆက်ဒီနဲ့ကိုးပါးပြီးတော့ကစားနေတာ dribbling နဲ့လုံနိုင်စွမ်းရှိတယ်ဗျာစိတ်ပူစရာဆိုလို့ကျွန်တော်နေတယ်ဗျာနော် physical ဘိုင်းအဲ့လောက်တောင်းပါမလားဒါပဲရှိတယ်လေဘာဘူးတွက်ကအကယ်လို့ darwin nunes ကိုရောင်းချမယ်ဆိုရင်လေဘာဘူးကတော့ဒီကစားမားကိုမဖြစ်မနေကျူးပန်းတင်နေတယ်မှာကျွန်တော်ပါတယ်တခုရှိတာကတော့ဈေးနှုန်းအရဆိုလို့ကျွန်တော်နည်းနည်းအင်းနေနေဖြစ်နိုင်နေပေါ့ဗျာ နော်ဟိုဒါကြောင့်တန်းတရာဆိုတာကတော့ဘယ်အသင်းမှကျူးပန်းသင့်တယ်လို့ကျွန်တော်မထင်ပါဘူး။ဒါပေမဲ့လို့ Frankfurt ရဲ့ဘက်ကတော့တောင်းမှာပဲ။တခြားမဟုတ်ဘူးခုနကပြောသလိုပဲ။20 ని နှစ်ပဲရှိသေးတာရဲ့။စာချုပ်က2029ခုနှစ်ထိရှိတာရဲ့။ဒီကစားမရဲ့တူးတဲ့နိုင်စွမ်းကမြင့်နေတာဗျ။ပြီးခဲ့တဲ့ရာသီမှာသူ့အတွက်အကောင်းဆုံးရာသီကိုပိုင်ဆိုင်ခဲ့တယ်နော်။ဒါမျိုးလို့သူ၁၄ကိုပဲတွင်းပြီးတော့၈ကိုလားမသိဘူးဖန်တီးထားတာ33ပွဲမှာဒါအလောက်ကြီးတိတန်းတရာတန်းတဲ့ခြေသွင်းမျိုးကျွန်တော်ဟုတ်မနေဘူးဗောနော်အဲပြီးခဲ့တဲ့တရာဒီပဲအလောက်ကောင်းပြထားတာဆိုတော့ကျွန်တော်တို့ကြည့်ရရင် တန်တရာတန်ပါတယ်ကွာလို့ပေးရလောက်တဲ့ခြေသွမ်းမျိုးတွေကျွန်တော်မဟုတ်ဘူး။ဒါမျိုးလို့တန်တရာမဟုတ်တဲ့ဈေးနဲ့နော်တန်60လောက်ဘာလောက်နဲ့ဆိုလို့ရှိရင်ကိုလေဘဝူးတင်ကဒါဝင်နူးနက်စ်ကိုသာတကယ်လက်လွတ်မယ်ဆိုကြိုးပမ်းနေတယ်။ဒီကစားမဟာလေဘဝူးတင်ရဲ့ profile ရှိတဲ့ player မျိုးတော်လည်းရှိအာနီစတော့သွားနေတယ်ပေါ့နော်ကျွန်တော်တိုက်စစ်မှုမျိုးသူတို့ကစန်တာဖော်ဝါဆစ်စစ်ကြီးနဲ့သွားနေတာမျိုးကျွန်တော်ဟုတ်မနေဘူး။ဒါကြောင့်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် IGDG ဟာလီဗာပူးအတွက်အံဝန်ခွင့်ကြဖြစ်နေမယ်တူလို့ကျွန်တော်ထင်တယ်။ကစားမရဲ့ကစားဟန်ကတော့ ဘယ်အသင့်အတွက်မဆိုဘူးပေါ့နော်အဆင်မပြေပါဘူးကွာဆိုတဲ့ပုံစံမျိုးတော့ဟုတ်မနေဘူးဒါပေမဲ့အသင့်တော်သူကတော့ကျွန်တော်လေပါဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့နောက်တစ်သင်းကကျွန်တော်တို့ Manchester United ပေါ့ United ကတော့ဒီ AGDG ကိုကျွန်တော်တို့ဆက်သွယ်ခဲ့တယ်ဆိုတာမျိုးကတခြားတော့ကျွန်တော်မဟုတ်ဘူးတခြားတော့ကျွန်တော်မဟုတ်ဘူးအခုလက်ရှိဈေးကွက်ထဲမှာကိုရီကျူးပန်းနေတဲ့တိုက်စစ်မှုတွေထဲမှာဆိုလို့ရှိရင် ဘယ်သူအတွက်မှအဆင်မပြေလို့ပဲယူနိုက်တက်ကဒါအားလုံးလည်းတည်တဲ့အတိုင်းပဲကျွန်တော်ယူရိုပါယူရိုပါလိဂ်တွေကောချန်ပီယံစ်လိဂ်တွေကောဥရောပဝင်ခွင့်တွေဘယ်လိုမှရမနေဘူးဆိုတော့ယူနိုက်တက်အတွက်ပေါ့နော်ယူနိုက်တက်အတွက်အဆင်ပြီးတော့အဆင်ပြေနိုင်မဲ့တိုက်စစ်မှုမျိုးကိုကျွန်တော်တို့ကရှာနေရတာဒါအပြင်လာမယ့်ရာသီမှာလည်းတပတ်မှတပွဲလောက်ပဲကစားတော့မယ်ဆိုတော့အခြေအနေမျိုးမှာတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လူတွေပြုံတုံနေလို့ကျွန်တော်မရဘူးကိုတင်းရဲ့ကစားမတွေလည်းရောင်းချဖို့လိုသေးတယ်တိုက်စစ်မှုတယောက်ကလည်းခေါ်ဖို့လိုသေးတယ်တိုက်စစ်မှုကမခေါ်လို့မရဘူးကျွန်တော်တို့မခေါ်လို့မရဘူးဘာကြောင့်လဲဆိုတော့ ဒီအသင်းပြီးခဲ့တဲ့ယာစီဒုက္ခရောက်ခဲ့ရတဲ့အကြောင်းရင်းတွေကအကြောင်းရင်းနှစ်ခုတည်းကတစ်ခုကတိုက်စစ်ပဲနောက်တစ်ခုကတော့ဦးနနာပေါ့ဒါမှမဟုတ်တိုက်စစ်ပဲတိုက်စစ်ကပြည်ထနာတော်ကြီးခဲ့တာဆိုတော့တိုက်စစ်မှုကကျွန်တော်ခေါ်ရမှာဒါပေမဲ့လို့ပေါ့နော် QAGTG ရဲ့ကျွန်တော် Vita Qgress ရဲ့ OCman ရဲ့၃ယောက်ထဲမှာသဘောအကျဆုံးကျွန်တော်တို့ကတော့ဒါဘယ်လိုပြောမလဲဒီ QAGTG ပဲပေါ့နော်ပြည်ထနာကကိုသိန်း profile နဲ့အဲ့လောက်တိတ်ပြီးတော့ကြိုက်တယ်လို့မခံစားရဘူးဒါပေမဲ့ကျွန်တော်တို့ AGTG ကိုအလိုချင်ဆုံးပဲဘာလို့လဲဆိုတော့ဟို ိုစီမန်တို့ဘာလို့ဆိုလို့ရှိရင်လည်းပဲဗျာလစာကတော့ပြဿနာမရှိဘူးနှစ်သိန်းဆိုတော့နှစ်သိန်းနှစ်သိန်းခွဲဆိုတော့ဒါကိုတင်းမာလည်းတချို့ဘာမှမဟုတ်တဲ့ကောင်တွေရနေတာပေါ့နော်အပြီးလို့ရှိရင်လည်း physically ကလည်း strong ဖြစ်တယ်တကယ်လည်း center forward ဗျာတကယ်လည်းအချင်းကြီးကောင်းနိုင်နေပေါ့ဆိုတော့မဆိုးဘူးပေါ့နော်အသင်းမို့ အူစီမန်ရလို့ဘာမှမဖြစ်ဘူးပေါ့ဒါပေမဲ့ဗီတာဂူခရက်စ်ရောအသင်းကိုလည်းအတိအမလာဒီဦးစားပေးပြီးတော့ပြောင်းကျင်နေတယ်မှာကျွန်တော်မပါဘူးကိုရီးယားလည်းဘာဥရောပဝင်ခွင့်မရဘူး28နှစ်ရွယ်ကိုကျွန်တော်တို့တန်းမြင်ရလဲ60 90လောက်ပေးရမယ်ဆိုတော့လေသိ convince ဖြစ်တဲ့တယ်မှာမပါဘူးပေါ့နော်အမေပြဿနာက Hugo Agitiki ကတန်းတရာဆိုတာကတော်တော်ကြီးတိုင်ပတ်တယ်ကိုရီးတို့ကနံပါတ်1ပေါ့နော်အဲကိုရီးတက်နိုင်တဲ့ဈေးနှုန်းပမာဏတိုင်းမှာကျွန်တော်ရှိမနေဘူးနံပါတ်2ဒီຫນွေမှာကျွန်တော်တို့ကတိုက်စစ်တက်ရောက်ခေါ်လို့အရာအလုံးပြောင်းလဲပြီးကောင်းမွန်သွားမယ်တယ်မှာကျွန်တော်မပါဘူး တော့အဲ့ဒီတန်တရားကို AGDG တယောက်ထဲကိုသုံးမဲ့စာနော်ကျွန်တော်ကွင်းလင်ကစားမှ2ယောက်ကိုခေါ်လိုက်တာတို့ကွင်းလင်တယောက်တိုက်စစ်တယောက်နော်ကျွန်တော်သာခေါ်လိုက်တာတို့ဒါမျိုးကပုံပြီးတော့ဖြစ်တင်တယ်ဆိုတော့ကစားမလေးကိုကျွန်တော်တော်သဘောကျတဲ့နေရာမှာပါတယ်ဒါပေမဲ့လို့ပေါ့နော်အသင်းဘက်ကခေါ်ဖို့အတွက်ကျူးပန်းတင်တဲ့အချိန်ကြီးအရရမှကျွန်တော်ရှိမနေဘူးဒါကြောင့်အသင်းတော်ဆုံးကတော့လေပါဦးတင်မယ်ဆိုတော့ရှူကွယ် AGDG နဲ့ပတ်သက်ပြီးတော့ယူရိုတန်း100ဆိုတဲ့ဈေးကဘယ်အသင်းမှခေါ်ဖို့ကျူးပန်းတင်တယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ကိုယ်အသင်းမှာတန်း100တန်းပြဿနာကြီးရှိနေသလား ဲ့ဒီတန်းတရားတန်းပြဿနာကြီးကို IGDG ဖြေရှင်းနိုင်တယ်လို့ထင်ရင်တော့ချဒါအဲ့ဒီတင်းတွက်က OK တယ်ဒါပေမဲ့လို့ Liverpool တင်းမှာတန်းတရားတန်းပြဿနာရှိမနေဘူးเนาะကျွန်တော်တို့လက်ရှိ Chelsea မှာတန်းတရားတန်းပြဿနာရှိမနေဘူးဗျာ United မှာကတန်းတရားတန်းပြဿနာမဟုတ်ဘူးတန်း300လောက်ပြဿနာတက်နေတာဆိုတော့ဘယ်တော့ Hugo IGDG ရောက်လာလို့ United ကအရာအလုံးဖြည့်ရှင်းသွားနိုင်မိတယ်မှာကျွန်တော်မပါဘူးကျွန်တော်တို့မှာကွင်းလင်ပြဿနာတွေရှိတယ်ဝင်းဘက်ပြဿနာတွေရှိတယ်ကုသမာပြဿနာတွေရှိတယ်ဒါကြောင့်ဘယ်တော့ Hugo IGDG တန်း60လောက်ရရင် ဘယ်အသင်းမဆိုကျိုးပန်းတဲ့နေတယ်မှာပါတယ်။တန်းတရာလောက်နေဆိုလို့ရှင်တော့ဘယ်အသင်းမဆက်ပြီးကျိုးပန်းတဲ့နေလို့ကျွန်တော်မထင်ဘူးပေါ့နော်။ဆိုတော့ဒီ3သင်းထဲမှာလက်ရှိဒီ3သင်းကိုအားပေးနေကြတဲ့ပြည်သက်တွေပါတယ်ဆိုလို့ရှင် AKTG ကိုတန်းတရာနဲ့ကျိုးပန်းတဲ့နေလို့ညီကလို့ထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုချစ်တီများကြီးတို့ပါတယ်။